ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့မြန်မာလေတပ်ကပုံကျတဲ့အတွက် TNLA တပ်မဟာကိုနေမြင်နန်းဆန်မြို့နယ်မှာစစ်နှစ်အရွယ်မိခလိငယ်တူအပါအဝင်အမျိုးသမီး9ဦးနဲ့အမျိုးသားတူစုစုပေါင်း6ဦးသေဆုံးခဲ့ရပြီး4ဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကိုအော်တိုဘာလာ18ရက်နေ့ည7:25မိနစ်လောက်မှာ ွမ်ဟေကြီးရွာကိုမြန်မာလက်တပ်ကပေါင်250ဘုံးနှလုံးကျေးရှာက ကျူးလွန်ခဲ့တယ်လို့ TNL ရဲ့သတင်းထုတ်ပြန်ချက်မှဖော်ပြပါရယ်။အခုလိုတိုက်ခိုက်ခံရတဲ့အတွက်နန်းဆန်မြို့နယ်ကွန်ဟေကြီးရွာကကလေးငယ်တူအပါအဝင်အရသား6ဦးပွေးရှင်ပြီးတည်ဆုံခဲ့ရတယ်လို့အသက်၄နှစ်အရွယ်ကလေးငယ်တူအပါအဝင်၄ဦးဟာလည်းဘုံးစားထိမှန်ကတရားရရှိသွားခဲ့ရပါရယ်။ဘုံကျဲတိုက်ခိုက်ခံရတဲ့အတွက်နေအိမ်25လုံးဆိုင်ကယ်၄စီးလေးထိမှန်ပျက်စီးသွားခဲ့ရတယ်လို့ ထုတ်ပြန်ကြမှာဖော်ပြပါရယ်အလားတူပဲမြန်မာလေတပ်ဟာကြောင်မဲမျိုးနဲ့စက်တမိုင်ကြီးရွာကိုလည်းအဲ့ဒီနေ့ကပေါင်900ဘုံတလုံးလာရောက်ကျင်းရှာတိုက်ခိုက်ခဲ့တာကြောင့်တန်ဃာတော်နှစ်ပါးထိခိုက်ဒဏ်ရာရရှိခဲ့ကဖုံးတော်ကြီးကြောင်းတကြောင်းနဲ့ကျောင်းဆောင်တစ်ဆောင်လည်းထိခိုက်ပျက်စီးသွားခဲ့တယ်လို့သိရပါရဲ့ရှင်